ကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်တို့ Unicode တင်ခန်းစာမှာ array အကြောင်းပြောခဲ့ပြီ။ပြောခဲ့ပြီ array တဲ့ array ရဲ့ data တွေထုတ်မယ်။ထုတ်သုံးမယ်၊ထည့်မယ်၊ထည့်သွင်းမယ်၊ထုတ်မယ်၊ထည့်မယ်၊ထုတ်မယ်။ဟုတ်အဲ့ဒါဘာတွေနဲ့လုပ်လဲဆိုတော့ index number တွေနဲ့လုပ်တယ်လို့ပြောခဲ့ပြီ။ shorthand form နဲ့ shorthand form နဲ့ကျွန်တော်တို့အတူပေါက်ထည့်တဲ့ဟာတွေလည်းကျွန်တော်တို့မိတ်ဆက်ခြင်း။ Okay ဒီကောင်မှာကျွန်တော်တို့ဘယ်လိုပြောလဲဆိုတော့ array ရေကျွန်တော်တို့ဘာကြီး variable တစ်ခုကြော်ညာတယ် array ရေဒီမှာဒီပုံကျွန်တော် my array ဆိုပြီး array တစ်ခုကြော်ညာလိုက်တယ် variable name my array ဆိုပြီး variable name နဲ့ array data မျိုးစောင်းကျွန်တော်ကြော်ညာလိုက်တယ်အဲဒီမှာ၅ခုထည့်တာဟုတ်လားအဲ့တော့ကျွန်တော် alas my array ဆိုပြီးကိုထွက်ချက်နဲ့ကျွန်တော်ထုတ်ကြည့်မယ်ဘလူကြီးကြ comma comma တော့အခန်းလိုက်လာတာဟုတ်အတွဲလိုက်လာတာဖြစ်တယ်အခန်းလေးနဲ့ comma 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 နဲ့လာကဲဒါဒီလို print out ထုတ်တဲ့အချိန်ညာအဆင်ပြေနေတာအာထွက်တယ်အဆင်ပြေတယ် online ဆိုတကယ်ကျတကယ် real application ပါလေအဲ့လိုမဟုတ် ယ်ဘယ်လိုထုတ်မှာလဲဒီ array တွေကိုတစ်ခုချင်းထုတ်ထုတ်ပြီးတစ်ခုချင်း list ထဲကိုထည့်မယ်တစ်ခုချင်းပတ်ပြီးတော့ဘာလုပ်မှာလဲစစ်ရမယ်တစ်ခုလို့တစ်ခုတစ်ခုယူတစ်ခုလည်းတစ်ခုယူတစ်ခုလည်းတစ်ခုယူတစ်ခုလည်းဘယ်လိုလုပ်ရလဲအထက်ထက်လုပ်ရတာဒီတိုင်း online ချင်းလည်းတစ်ခါတည်းတော့သွားမကတ်ဘူးတကယ် programmer လည်းအဲ့လိုကတ်လို့မရဘူးဟုတ်လား database တွေဟာတွေစစ်တယ်ဆိုတော့တစ်ခုပြီးတစ်ခုအတန်းလိုက်အတန်းလိုက်ဘာလုပ်ရတာလဲစစ်ကတာ okay အဲ့ဒီတော့ကျွန်တော်တို့ array ကိုဒါဒီလိုထုတ်လို့မရဘူးကျွန်တော်ဒီကောင်ကိုကျွန်တော် comment ခံတာလား okay ဒီကောင်လုံးမလို့တော့ဟုတ်ပြီကြည့်မယ် အရေးကိုတော့ဘယ်လိုထုတ်လဲဆိုလူပင်ပတ်ပြီးထုတ်တယ်။ဘယ်နေရာမှာနေနေတော့ဘယ် programming မှာနေနေ array ရဲ့ data တွေကိုဘယ်လိုထုတ်လဲ။လူပင်ပတ်ပြီးတော့ထုတ်တယ်။အကုန်လုံးထွက်ချင်းတယ်ဆိုလူပင်ပတ်ပြီးတော့ထုတ်တယ်။ Okay ဒီမှာကြည့်။နှုံနှမ်းနဲ့ကျွန်တော် array တစ်ခုကြော်ညာလိုက်တယ်။ demo တွေထည့်ထားတယ်10 20 that's true ကြိုက်တဲ့ demo တစ်99 Okay လူပင်ပတ်မယ်ဆိုတော့ကျွန်တော်ရှေ့မှာနေခဲ့တဲ့ iteration ထက်ခါထက်ခါလုပ်ပြီးတော့လုပ်မယ်။ while loop နဲ့ကျွန်တော်လုပ်မယ်။ while loop ပထမဆုံးလုပ်မယ်။ index ိုစားမဲ့ internet number ကို sas index 0ဟုတ်မလားဒီမှာဘာလို့0နဲ့စားတာလဲ array ဒီတော့0ကနေစရွေးထွက်တာဟုတ်โอเคမလား bar i equal to 0โอเคနောက်တစ်ခုကျွန်တော် while loop တိုင်းမယ်ပုံမှန်ဆို i less than ဒီမှာကျွန်တော်တို့အရေးတက်တည်နေတာဟုတ်0 1 2 3 4 5 6ဒီ array ရဲ့အလေးအရာ5ဖြစ်နေတာဟုတ်0ကနေ4ဆိုတော့ဘယ်လောက်လဲအရှေ့က5ဖြစ်အဲ i less than 5ဆိုအဆင်ပြေတယ်ဒါပဲမယ့် array ဒီကျွန်တော်တို့အတိုင်းအစားမရှိဖြစ်နိုင်တယ်လေ array ဒီ file လေးတွေက array အလေက9လေးဖြစ်နိုင်တယ်9000လေးဖြစ်နိုင်တယ်1000လေးဖြစ်နိုင်တယ်ကြိုက်သလောက်ဖြည့်လို့ရတယ်ကြိုက်သလောက်မှတ်လို့ရတယ် computer memory ပေါ့ array မျိုးစား okay အဲ့ဒီတော့ကျွန်တော်တို့က array dot length dot length ဆိုတဲ့ကျွန်တော် array ရဲ့ property မျိုးပဲကျွန်တော်တို့ဘာလုပ်လိုက်မလဲသုံးလိုက်သုံးလိုက်တာနဲ့ကြိုက်သလောက် array array ဘယ်လောက်ရှည်လဲဆိုကျွန်တော်တို့သိကြတယ်လို့တော့ဒီလူပင်ပတ်ဖို့တော့ဟုတ်ကဲ့နော်ဘယ်နှခေါက်ပတ်ဖို့တော့ဆို array ရှည်သလောက်ပတ်မယ်ဟုတ်ကဲ့ and condition set မယ်ပြီးရင်တော့နောက်တစ်ခု i love နဲ့တော့ဒီနေရာမှာနမူနာရဲ့နော် the value is my value ထုတ်တဲ့နေရာမှာတတိယဗီဂန်နာအနေနဲ့ဒီ i ထည့်တဲ့ဟာကိုနားမလည်ဘူးဖြစ်ရမောကျွန်တော်တို့ရှိမှမိတ်ဆက်ခဲ့ပြီ array ရဲ့ data တွေကိုပြန်သုံးဖို့လေကျွန်တော်ဗာနဲ့လုပ်တယ်ဆိုရင် sorry array ရဲ့ data တွေကိုပြန်သုံးဖို့လေကျွန်တော် internet number နဲ့ပြန်သုံးတယ်ဒီမှာကြည့်ဒီချက် number ထုတ်ချင်တယ်ဆိုတော့ဒီမှာ alert ဆိုပြီးတော့ array number ဘယ်လောက်တော့2ဆိုပြီးတော့ထုတ်လိုက်ထုတ်လိုက်တော့ဗာထွက်လာတယ် hello ထွက်လာတယ် okay မနော် အဲ့ဒီလိုပဲဒီမှာလည်းကျွန်တော်တို့ alpha ဆိုပြီးတော့ကျွန်တော်တို့ array ရဲ့ဟာတွေကိုကျွန်တော်တို့တစ်ခုချင်းထုတ်ပြဟုတ်လားမှန်တယ်မကြီးဒီ loop င်းလောဆောင်ညာကိုကြည့်ပထမဆုံးသူ inner number 0မှတ်လိုက်တယ်0မှတ်လိုက်ပြီးတော့ iron array ရဲ့ length array ရဲ့ length ဆိုဒီနေရာမှာ array ရဲ့ length က1 2 3 4 5ရှင်5ဖြစ်နေ5ထက်ငယ်နေမယ်ဟုတ်တယ်ငယ်တယ်လေဒီမှာ iron time ကို0ထားထားတာဟုတ် connotation စလိုက်တယ် iron time ကလည်းဒီနေရာမှာ0ဟာဟုတ်တယ်ငယ်တယ်ငယ်တယ်ဆိုတော့ဒီအကြောင်းကိုဝင်မယ် alpha ဆိုပြီးတော့သူ sequence မှာမထုတ်မလဲတန်ဖို့ထုတ်ဟုတ်ကဲ့တန်ဖို့ထုတ်တဲ့အချိန်မှာကြည့် ီအဟို array ရဲ့အခန်းနံပါတ်ကိုသူစယူဒီ i ကိုပဲကျွန်တော်တို့ပြန်သုံးလိုက် id မှာ0မဟုတ်လားဒီမှာဆိုရင်ဒီနံပါတ်0ဒီတန်ဖိုးစီ array ရဲ့အခန်းနံပါတ်ဘယ်လောက်ဖြစ်နေမလဲ0ကိုကိုးစားပြီးအဲကြောင့်ဒီက30ကိုထုတ်သွားမယ်ဟုတ်လားထုတ်သွားပြီး i ကိုနောက်ထပ် plus plus တက်တိုးလိုက်တယ် i i က0 i နံပါတ်0ကနေတက်တိုးလာ i က1ဖြစ်သွား1ဖြစ်သွားတော့ထပ်ပတ်တယ်ဟာဒီမှာ i က1ပဲရှိသေးတာ1ပဲရှိသေးတာငယ်သေးတယ်ထပ်ပတ်ထပ်တိုးထပ်တိုးတော့ဒီနေရာမှာ i နံပါတ်က1ဖြစ်သွားပြီဟုတ်လားဒီနေရာမှာဘာဖြစ်လို့တန်ဖိုးပြောင်းအမှဒီမှာ1ဖြစ်သွားပြီးဒီမှာ1ဆိုတော့ဒီကောင်20ကိုထုတ် နောက်တစ်ခုထပ်ပတ်မယ် i number 1တိုးတယ်1နေ i number ခုန1 1ကို1တိုးတယ်2 2အားထပ်ပတ်တယ်ဟုတ်လားလူပင်ဟုတ်လား i number 5ထပ်ငင်းနေသေးသေးသူပြင်းနေဘာဖြစ်နေမှာပတ်နေမှာဒီမှာ2ဖြစ်မယ်1ကို1တိုးတော့2ဖြစ်မယ်ဒီမှာ i ညာမှာ2က5ထပ်ငင်းသေးရပတ်တယ်ဒီမှာ i number ဒီမှာ2ဖြစ်တဲ့အတွက်2ကိုလာတော့မယ် test ဟုတ်အားထပ်ထပ်သွားတယ်ထပ်1တိုးတယ်3ထပ်ကြည့်ဟာ3ပဲရှိပြားငင်းသေးရထပ်ပတ်တယ်ဒါထပ်လို့ဟုတ်ကဲ့နော်နောက်တစ်ခုဒီမှာနောက်တစ်ခုထပ်တိုးမယ်4ဟာ4ပဲရှိတယ်ငင်းသေးရပတ်တယ် ထက်ကြည့်မှာ phi phi ပဲရှိတယ်ငယ်သေးလားမငယ်တော့ phi နဲ့ phi နဲ့ဘာဖြစ်ဒီမှာဒီညံမှာတော့ကျွန်တော်ဒီညံမှာ၅ခန်းမလို့၅ဒီမှာ၅တော့ဆိုငါတက်သူလေပတ်သွား half phi ညီမငယ်တော့ phi နဲ့ phi နဲ့ဘာဖြစ်လဲညီသွားပြီ less than equal to လို့ကျွန်တော်ဒီညံမှာမတုံးဘူးโอเคမလားโอเคမလားโอเคရပြီအဲ့ဒါတော့လဲသွားတဲ့ array ကိုပါလို့မလဲ but တော့ဒါပဲ array ဒီ looping နဲ့ပဲโอเคကျွန်တော်တို့ let တွေသင်ခဲ့တာကျွန်တော်သွားမယ်ဒီမှာကြည့်ကျွန်တော်ရှေ့ရတင်ခဲ့တာကိုကျွန်တော်ကဟွာနဲ့ပြခဲ့တယ်။ဝိုင်းနဲ့ပြခဲ့။โอเค ဒီတင်ငန်းကတော့ကျွန်တော်ဖော်နေပြတူတူပဲလေဖော်နေဝိုင်းနေရှေ့မှာပြောခဲ့တယ်နော်ကြည့်ဒါတိုတယ်ဆိုတဲ့တမ်ပိုလေးတစ်ခုကျွန်တော်မှတ်ထားတယ်ဘယ်ဒီပဲနဲ့တိုတယ်ဆိုတဲ့တမ်ပိုလေးတစ်ခုမှတ်မယ်0ဆိုပြီးခဏထည့်ထားမယ်ဟုတ်လား0ဆိုပြီးတမ်ပိုထည့်ထားမယ်ပြင်တော့ဖော်နေပါမယ်ဘာ i = 0 0ကနေစပါမှာ point မှာလောက်ခဲ့တယ်လို့ပဲနော်ဒီမှာ my array ဒီ array ကိုကျွန်တော်တော့ my array.lunch ဒီနေရာမှာလည်း9ပဲဖြစ်တယ်လေ0 1 2 3 4 5ဟုတ်လား ဒီနီဒီနီကိုပဲသုံးတယ်နော် myridos lunch ကိုပဲသုံးတယ်ပြီးရင်တော့ i'm blah blah why မှာလုပ်ခဲ့သလိုပဲသုံးခုလုံးကိုခွင်း present this system မှာတစ်ချက်တည်းလောက်တာ for loop ဟုတ်ကဲ့အဲ့ဒီမှာမှာကျွန်တော်တို့ total ကိုရှင်းမှာ total total plus ဘာကိုတန်ဖိုးပေါ့မလဲ myridos i i ဆို array i ကလူဝင်တစ်ခုပတ်တိုင်းဘာဖြစ်နေမလဲပြောင်းနေမယ်ဟုတ်မလားလူဝင်တစ်ခုပတ်တိုင်း array ဒီဘာလို့တန်ဖိုးပြောင်းနေမလဲ i ဒီ index number ဒီဒီမှာ0လောလောဆယ်ဒီအခြေအနေစစပတ်ခြင်းသူ0ထပ်ပတ်တယ် i plus plus ဆိုဘာလို့မလဲတိုးတယ်1 ထပ်ပတ်တဲ့ဒီလိုတဲ့2ထပ်ပတ်တဲ့ဒီလိုတဲ့3ထပ်ပတ်တဲ့ဒီလိုတဲ့4အားလုံးဒီပါလား200ညာဆိုအားလုံးတန်ဖို့တူနေမှာပေါ့ဟုတ်ကဲ့ဒါဟုတ်ကျွန်တော်တို့ပြီးမှကျွန်တော်တို့အလတ်ဆိုပြီးတော့အကောင်လုံးဒီကိစ္စလူပင်ပတ်ပြီးတော့ဒီတန်ဖို့တွေလုတ်ပြီးပြီးဆိုမှ total တွေကိုပေါင်းပေါင်းထည့်ပြီးပြီးဆိုမှကျွန်တော်ဘာလုပ်မလဲ total ကိုထုတ်ကြည့်မယ် okay contrast channel reflect ပြန်လုပ်မယ်အဲ့ဒါငါက200 200အောင်ငါကထဲမှာတော့တစ်ထောင်ဖြစ်တာပေါ့ရှင်းနေ Okay မလားကဲဒါပြီးမယ်ဒီနေ့အောင်ကျွန်တော်ကြိုက်သလောက်ထည့် sorry ဒီ array တွေကိုကျွန်တော်ကြိုက်တဲ့လောက်ထပ်တိုးအခန်းနံပါတ်ကြိုက်တဲ့လောက်ထပ်တိုးကျွန်တော်တို့ group size ရမလို့တော့ဘာလို့လဲ array.length လို့ကျွန်တော်တို့ဘာလို့ခေရတော့၃ခဲ့တာဟုတ်ဟာတနေ့တော့ကြိုက်တဲ့တန်ဖိုးထက်ကြိုက်တဲ့တန်ဖိုးထက်ဒီနားမှာကြိုက်တဲ့တန်ဖိုးပြောင်းကျွန်တော်တို့ group size ရမလို့ဘာဖြစ်လို့လဲ okay နော်ကြိုက်တဲ့တန်ဖိုးပြောင်းကျွန်တော်တို့ group size ရမလို့ဘာဖြစ်လို့လဲကျွန်တော်တို့ array.length ဆိုရင်ကျွန်တော်တို့ array ရဲ့ပါဝင်တဲ့ property လေးဒီ length လေးနော်အများဆုံးရင်၃နဲ့နော်ဒီ array ရဲ့အလျားထက်ငယ်နေသေးတယ်ဒီမှာဆိုအလျား i မဟုတ်တော့ရ1 2 3 7H အရေရသည်ရှစ်ဖြစ်သွားပြီရှစ်ဖြစ်တော့သူဒီလူပင်လေလူပင်ဒီဘယ်နှခါပါရှစ်ခါပါပါလေအရေတော့လန်းဥစားဟုတ်โอเคမနော်โอเคမနော် control channel run ကြည့်လိုက်โอ้တွေ့လားဒါသည်ကျွန်တော်တို့အခြေခံ array တီ ओरी လေးနားလည်ပေးသေးဗျာဒီ array ဒီကျွန်တော်တို့ every programming language တိုင်းမှာပါလိမ့်မယ်တီ ओरी လေးတူလိမ့်မယ်ဒါမှမဟုတ်ရှင်းတော့ရှင်းနားရှင်းပေးသေးဗျာ ဟုတ်ပြီနော်နားလေရှင်းနေပြီသေးနားလေရှင်းနေပြီသေးဟုတ်ပြီနော် di arrays or i my arrays or i ဒီမှာပုံမှန်စင်တော့ array index number ထည့်ရမှာလေလူပင်ဖြစ်တဲ့အတွက် di index number ကိုပဲကျွန်တော်တို့ကိုစားပြုပြီးသုံးသွားလိုက်ဒီ number က1တိုးတိုးသွားမှာဟုတ် pattern တစ်ခုက pattern တစ်ခုတစ် pattern တွေအဲ့လိုပတ်ထုတ်တာကျွန်တော် list view တွေတကယ် program ရေးတဲ့နေရာမှာ list view တွေကျွန်တော်ဒါဒါဆိုလဲမှာဒီမှာကြည့်ဒါ array ပဲမျက်စိရှိကျွန်တော်တို့ပြနေတယ်ပေါင်ဝါပွိုင်းရတယ်ဘာကြီးပဲတော့ array array ပြင်ဒါကတော့ကိုလို array ပေါ့ဒါ UI နဲ့ပေါ့ list view လို့ခေါ်တာဒီ list view ဟိုကရွှေလို့လေယာဒီဘက်ရွှေလေဒီဘက်တွေ့လားဒါဆိုဒီကောင်ရဲ့ index number ဘယ်လောက်50ဝင်ဖြစ်နေတယ်ယာဒီကောင်ပေါ်တင်လိုက်ဟော54ဖြစ်တာယာအကုန်ရွှေလို့ယာဒါ sorting algorithm ပဲမျက်စိရှိပါမယ်ဒီမှာစီထားတဲ့ဒီ slide လေးတွေဒီဘာတွေလဲတော့ list view နဲ့စီပေးတာဟောဒီအားထောက်လိုက်လို့ဒါရောက်တယ်ဒါထောက်လိုက်လို့ဒါရောက်တယ်အဆင်ပြေနေရတယ်โอเคမနော်ဒါ event handler နဲ့တုံးတာဒါ programming โอเค thank you